နေ့တိုင်းရှိနေတဲ့တက်ရှိဖရာဒီเจ้าကထူးဆန်းတယ်ထင်ရပေမဲ့တကယ်တမ်းမှာတော့ယုံရာယဉ်ကျေးမှုနဲ့ဘာသာရေးအယူအဆတွေမတူညီကြလို့ဖြစ်ရတာပါယခုပြောပြမယ်အကြောင်းကအိန္ဒိယနဲ့နီပုံနိုင်ငံတွေမှာယနေ့အချိန်ထိကိုးကွယ်နေကြတဲ့တက်ရှိထင်ရှားနတ်ဖရာမှတယောက်ရဲ့အကြောင်းကို ပြောပြပေးမှာပါ ဒီမြတ်ဖုရားမကယနေ့အချိန်ထိတက်ရှိထင်ရှားရှိနေတယ်လို့သူမမရှိတော့တဲ့အချိန်မှလည်းနောက်ထပ်မြတ်ဖုရားမတယောက်ကထပ်မံပေါ်ပေါက်လာပါတယ်။ဒါကြောင့်ဒီလူမျိုးတွေရဲ့မြတ်ဖုရားကအမြဲတမ်းတက်ရှိထင်ရှားရှိနေတာပါ။ဒီမြတ်ဖုရားကဒေတာဆိုင်ရာ အကြီးအကဲတွေအပါအဝင် လူအများစုရဲ့ပူဇော်ခြင်းကို ခံရပါတယ်။ မေထူးနေမြတ်တွေအခမ်းအနားတွေနဲ့ရိုးရာပွဲတွေမှာသူမဟာရထားလုံးကိုစီးပြီးအပူဇော်ခံထွက်လေရှိပါတယ်။သူမကိုအနီးကပူဇော်ခွင့်ရတဲ့သူဟာရန်ကောင်းတယ်လို့ဆိုကြပါတယ်။ဒါကြောင့်သူမကအပူဇော်ခံလက်ဖျားမဖြစ်ရတာလေ။ဒါကလည်းထူးခြားတဲ့အချက်တွေရှိပါတယ်။သူမဟာတာမန်အမျိုးသမီးတွေလိုနေထိုင်လို့မရပဲ ိန်းသက်နေထိုင်ရပြီးတင်းကျပ်တဲ့စည်းကမ်းတွေအောက်မှာကြီးပြင်းခဲ့ရတာပါဒီလိုအမျိုးသမီးကိုဒေတာအခေါ်ကုမာရီလို့ခေါ်ကြပါတယ်ကုမာရီဆိုတာမိမြတ်တဲ့မိမငယ်လို့အဓိပ္ပာယ်ရပါတယ်ဒီလိုကုမာရီ အမျိုးသမီးတွေရဲ့ဘဝစัจောင်းနေထိုင်မှုပုံစံနဲ့တင်းကျပ်တဲ့စည်းကမ်းတွေကစိတ်ဝင်စားဖို့ကောင်းပါတယ်ဒီအကြောင်းကိုဆက်လက်ကြည့်ကြရအောင်ကုမာရ ဆိုတာအိန္ဒိယနဲ့နီပေါ်အထူးသဖြင့်နီပေါ်နိုင်ငံမှာအများစု နေထိုင်ကြတဲ့နီဝါယဉ်ကျေးမှုရဲ့နတ်ဘုရားမှာပါကမ္ဘာကိုတီလီကျူးနတ်ဘုရားကြီးရဲ့ရှက်ကစ်လို့ခေါ်တဲ့အမျိုးသမီးစွမ်းအင်ကိုပိုင်ဆိုင်ထားတဲ့အမျိုးသမီးအဖြစ်ယုံကြည်ကြတာပါထူးခြားတဲ့အချက်ကသူမဟာတဘဝလုံးနတ်ဘုရားမှာအဖြစ်သိရှိနေလို့မရပါဘူးငယ်ဘဝမှာ ပျော်ဖို့မဝင်ခင်အတိမြတ်ဖုရားမအဖြစ်အပူဇော်ခံခွင့်ရှိတာပါအပျော်ဖို့ဝင်ပြီးသွားရင်တော့သူမဟာတာမန်မင်းကလေးတယောက်အဖြစ်ဆက်လက်နေထိုင်ရပါတယ်ဒါပေမဲ့ဒီလိုကူမာရီဖြစ်ခွင့်ရတဲ့အမျိုးသမီးတွေကိုသက်ဆိုင်ရာအဖွဲ့အစည်းတွေကို အထောက်ပံ့တွေပေးထားကြပါတယ်နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတာကကူမာရီအဖြစ်ရွေးချယ်ခြင်းပါ အမျိုးသမီးရဲ့တယောက်ကိုကူမာရီအဖြစ် ရင်းချေဖို့အတွက်တတ်မှတ်ထားတဲ့စီမင်းစည်းကမ်းတွေမိသားစုရဲ့မျိုးရိုးကိုကျင့်တရားလူမှုဆက်ဆံရေးနဲ့ကျန်းမာရေးအခြေခံတွေ အပေါ်မှာရွေးချယ်ကြတာပါ။တမင်းအားဖြင့်ပြောရရင်စိတ်ဆွမ်းအားကြီးပြီးကိုကျင့်တီလာကောင်းတဲ့အမျိုးသမီးတွေကိုစီစစ်ရွေးချယ်တာဖြစ်နေပါတယ်။ဒီလိုရွေးချယ်ပွဲတွေကိုလည်းလိုအပ်တယ်လို့ပြုလုပ်လို့ရှိပြီးစီကံထိန်းတွေရဲ့အမှတ်ပေးမှုနဲ့ဆုံးဖြတ်ကြပါတယ်။ ရွေးချယ်ခံရပြီးရင်တော့တမန်ထားတဲ့ဖျောင်းအကြောင်းတွေမှာရိုးရာရင်ကျင်းမှု စီးမင်းစည်းကမ်းတွေနဲ့ကိုကြည့်တရားနဲ့တဆိုင်တဲ့အကြောင်းစနစ်တကျပြီးခြားသင်ယူကြရပါတယ်။ဒါကြောင့်လဲကုမာရီအမျိုးသမီးတွေဟာတာမန်အမျိုးသမီးတွေထက်ထူးခြားနေတာပါ။ဝစာစင်ရင်မှုမှာအမျိုးသမီးတွေရဲ့စံအားကို ကိုးစားပြုတဲ့အနေအယောင်နဲ့ရွှေရောင်ရိုးရဝတ်စုံကိုဦးစားပေးဝတ်ဆင်ရပါတယ်။ ိစင်နေထိုင်မှုဘဝမှာလည်းတမတ်ထားတဲ့လူတွေနဲ့ပဲထိတွေ့ဆက်ဆံရတာတွေအပူစော်ခံတဲ့အခါမှာလည်းမြေကြီးကို မထိရတာတွေမကြီးမပြုံးရတာတွေစတဲ့စီကန်းချက်တွေရှိပါတယ်။သူတို့ရဲ့မျက်လုံးအကြည့်တွေနဲ့မျက်နှာအမူအရာတွေကပြင်းငြိမ်မှုကိုမူစားပေးရတာပါ။အခမ်းအနားတွေရိုးရာယဉ်ကျေးမှုပွဲတွေမှာသူမဟာတတ်မှတ်ထားတဲ့နေရာမှာအပူစော်ခံရပါတယ်။ လာရောက်ပူဇော်တဲ့သူတွေကို ကောင်းချီးပေးခြင်းအလိုတော်ပေးခြင်းတွေကို ပြုလုပ်ရပါတယ်။အင်ဒွာဂျာဒရာကုမာဒူဒါဘာစကွဲယားမှာကျင်ပါတယ်။ပွဲတော်ဟာအတီးဆုံးပွဲတော်တစ်ခုဖြစ်ပါတယ်။အဲဒီပွဲမှာကုမာရီမျိုးသမီးဟာယထားပေါ်မှာလူထုရဲ့အပူဇော်ခံယူရပါတယ်။တခြားသောရိုးရပွဲဒီမှာလည်းအပူဇော်ခံလက်ရှိပါတယ်။ ဒါကတော့အိန္ဒိယနဲ့နီပေါနိုင်ငံတွေမှာယနေ့အထိတွေ့မြင်နိုင်တဲ့တက်ရှိနှစ်ဖျားမအကြောင်းကို ပြောပြပေးတာပါ။ယနေ့ကမှာတော့ဒီရိုးရာပေါ်မှာဝေဖန်မှုတွေရှိနေပါတယ်။ကလေးတငယ်အခွင့်အရေးအမျိုးသမီးအခွင့်အရေးစတဲ့အချက်တွေနဲ့ဝေဖန်မှုတွေ ရှိကြပါတယ်။တစ်ဖက်မှာလည်းနီဖာယဉ်ကျေးမှု အဖွဲ့အစည်းတွေဘက်ကလည်းဒီလိုအမျိုးသမီးတွေအတွက်အကူအညီ အထောက်အပံ့ပညာသင်ကြားခြင်းနဲ့သူမရဲ့အနာဂတ်ဘဝအတွက် ောက်ပံ့မှုတွေပြုလုပ်ပေးကြပါတယ်။ကုမာရီမျိုးသမီးတွေဟာအပြိုဖော်ဝင်ပြီးနောက်တာမန်မင်းလေးဖြစ်သွားတဲ့အခါမှာလည်းဒီအထောက်ပံ့တွေနဲ့ဆက်လက်ရပ်တည်နိုင်တယ်လို့သိရပါတယ်။ပြည်တွက်ကြီးတို့ရောဒီလိုရိုးရာယဉ်ကျေးမှုအပေါ်မှာဘယ်လိုမြင်ကြသလဲနော်။ပိတက်တို့ရဲ့အမြင်ကိုလည်းပြောခဲ့ကြပါနော်။ယခုပြောပြခဲ့တဲ့ကုမာရီအမျိုးသမီးကိုအိန္ဒိယဒါမှမဟုတ်နီပေါ်နိုင်ငံကို အလဲသွားကြည့်ကြပါ။ အင်တာနက်စာမျက်နှာတွေပေါ်မှာလည်းဒီအကြောင်းကို ရှာဖွေလေ့လာနိုင်ပါတယ်။နောက်ထပ်လည်းယခုလိုထူးခြားတဲ့အကြောင်းအရာတွေကို ရှာဖွေပြောပြမှာဖြစ်လို့ကျမရဲ့ channel လေးကို subscribe လုပ်ပေးပါဦးနော်။